အားလုံးပဲမင်္ဂလာပါတိမ်တမန်ကနေပြန်လေးကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်တို့အမဲသားဟင်းကိုစင်ဦးလေးနဲ့နူးနူးအီအီလေးစားလို့အရင်ကောင်းအောင်ဘယ်လိုချက်ပြမလဲဆိုတော့ကိုဆုံးထိလိုက်ကြည့်ပေးပါအောင်ခင်ဗျာကြောင်းမိုက် ပထမဦးဆုံးကျွန်တော်တို့အမဲသားတပိတ်တာလောက်ကို ကျွန်တော်တို့ အတုံးကခက်ကြီးကြီးလေးတုံးပါမယ်ခင်ဗျာအမဲသားတုံးတဲ့နေရာမှာရှိုးဝက်ချက်ကတော့ကျွန်တော်တို့အသားအမြောင်းလိုက်ကို ကျွန်တော်တို့အမြောင်းပုံစံလှီးပြီးတော့တုံးတဲ့နေရာမှာအသက်ဖြတ်တုံးပေးရပါတယ်ခင်ဗျာအဲ့ဒါမှစားတဲ့အချိန်မှာအသားတွေကနူးနူးအီးအီးလေးနဲ့စားလို့ကောင်းပါတယ်ခင်ဗျာ တုံးထားတဲ့အမဲသားတွေကိုကျွန်တော်တို့ရေပြောင်းအောင်သွေးတွေစင်သွားအောင်ရေကို3-4တတ်လောက်ပြောင်းနေအောင်စင်အောင်ဆေးရပါမယ်ခင်ဗျာဒါတော့အမဲသားချက်ဖို့ကျွန်တော်တို့ပတ်ဝန်းပစ္စည်းလေးတွေပါခင်ဗျာကျွန်တော်တို့စားပါမယ်ဆွနွေးမှုပါမယ်စိတ်မုံတွေပါမယ်ချိုမုံပါမယ်ကြက်သွန်ဤဂျင်းကြက်သွန်ဖြူမဆလာဆန်ရစီ အမဲသားချက်တဲ့နေရာမှာဒုတိယရှုပ်ဝဲချက်ကတော့ကျွန်တော်တို့လင်းညင်ဖာလာထည့်ပြရပါတယ်လင်းညင်ပွင့်ကတော့၄ပွင့်လောက်ပဲထည့်ပါ ဖာလာကတော့အခုပြထားတာလောက်ထည့်ပါခင်ဗျာလင်းညင်များဝိုင်းတော့ပူပြီးတော့ခါတက်ပါတယ်ခင်ဗျာအခုခွာရတဲ့ဂျင်းကိုပါပါလေးလီးပြီးတော့ကျွန်တော်တို့စုံတဲ့ထည့်ပြီးတော့ထောင်းပါမယ်ခင်ဗျာချက်တော်ပြူကလည်းကျွန်တော်တို့ပြထားသလောက်ကိုထည့်ပြီးတော့ထောင်းပါမယ်ခင်ဗျာ ချက်တော်ဒီကိုလည်းအခုလိုပါပါလေးလီးပြီးတော့ရောပြီးတော့ထောင်းပါမယ်ခင်ဗျာထောင်းထားတဲ့အမွှေးနှစ်သားတွေကိုကျွန်တော်တို့အမဲသားတွေကိုထည့်ပြီးတော့စာအချူမုံစနွင်းစာရက်ပါကျွန်တော်တို့အနေငယ်ထည့်ပါမယ်ခင်ဗျာ ပဲစီကိုတော့နည်းနည်းရွှဲရွှဲလေးထည့်ပြီးတော့ကျွန်တော်တို့အသားကိုနည်းပါမယ်ခင်ဗျာနည်းတဲ့နေရာမှာကျွန်တော်တို့အရသာတွေဝင်သွားအောင်လက်နဲ့ဆုပ်ဆုပ်ပြီးတော့တေချာလေးနည်းပေးရပါမယ်ခင်ဗျာနည်းပြီးသွားတဲ့အသားတွေကိုကျွန်တော်တို့ပလတ်စတစ်အကြီးစားလေးနဲ့အုပ်ပြီးတော့နိုင်ဝက်ခံနှတ်ထားရပါမယ် ျွန်တော်တို့မိသွေးဘဝလည်းမိရပြီဆိုတော့ကျွန်တော်တို့နှက်ထားတဲ့အမဲသားကိုအဆင်ဝင်တယ်ကိုထည့်ပါမယ်ခင်ဗျာပြီးတော့ကျွန်တော်တို့မိသွေးလေးနဲ့စတဲ့ပါမယ်ခင်ဗျာအဖုံးလေးကိုတော့လုံအောင်လေးအုပ်ထားပေးပါခင်ဗျာ ကျွန်တော်တို့နိုင်ဝက်လောက်ကိုပြစ်ထားပြီးတော့တဲထားလိုက်ပါ သူအငွေလေးထွက်လာတယ်ဆိုမှကျွန်တော်တို့ပြန်ပြီးတော့ဖွင့်ကြည့်ကြမယ်နော်ဒါဆိုရင်အငွေလေးလေးစထွက်လာပါပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဖုန်းလေးကိုလှက်ပြီးတော့အသားနူးမနူးကြည့်အောင်ပါခင်ဗျာ အနံလေးကတော့ဖုံးလေးပွင့်လိုက်တာနဲ့ဝမွေးနေပါပြီကျွန်တော်တို့ဒီတရေမှာတော့ကျွန်တော်တို့မနှုံးမလူးသေးပါဘူးခင်ဗျာနောက်တရေကျွန်တော်တို့ထပ်ပြီးတော့တဲ့ရပါတယ်ခင်ဗျာကျွန်တော်တို့ပဲနိုင်ပြရည်အပြည့်လေးလည်းနည်းနည်းထည့်ပါမယ်ခင်ဗျာစူးစူးပေါင်းအကုန်လုံးတနာယူနီးပါလောက်တဲ့ရပါတယ်ခင်ဗျာ ချိန်တနာရီလောက်ပြည့်ပြီတဲ့အချိန်မှာကျွန်တော်တို့အမဲသားတတုံးကိုဇွန်းနဲ့ဖဲ့ပြီးတော့စားကြည့်တာတအားကိုကောက်ပါတယ်အိမ်မှာလည်းလိတ်လုံချက်စားကြည့်ကြပါခင်ဗျာစင်အိုလီနဲ့ချက်တာအလူးလည်းမြန်တယ်လို့ကျွန်တော်တို့အသားလည်းဤဖတ်နေပါတယ်ခင်ဗျာဆုံးတိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြည်ပြည်တွေမှာကျွန်တော်တို့နဲ့အတူပြန်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ toma mais. É o corpo.